ဗုဒ္ဓမြတ်စွာဘုရား၏တန်တရာအတွက်အနှစ်ပါသောနှလုံးသားထဲမှ ပရဟိတဆရာသော အရှင်အဘယာလင်္ကာယ၏ရှင်းပြကြပရိယူလေးကို အနှင်းငယ်မြတ်ဝီပေးလိုက်ပါတယ်။ ်နေပါရှင်ဗျာဒါဖျားလက်ထက်မှာရောပရိုက်တာလောက်တာတန်တာပြုတယ်လို့မိတ်မိတ်ကြဘူးပါသလားဖျားဒါကလူတွေရဲ့အမြင်လေလူတွေကလောကကောင်းကျိုးဖြစ်ရင်အကျိုးများတယ်လို့ထင်တာလေသာသနာတော်ရဲ့ဒီအနှစ်သာရပေါ့နော်အတ္တရေသာရမတည်တော့ဆိုအနှစ်ကိုအကာလို့ထင်ကြတယ်အကာကိုအနှစ်လို့ထင်ကြတာလူတွေရအဲ့ဒါပုရုဇဉ်ရဲ့တဘာဝပဲအကာကိုအနှစ်ထင်တယ်အနှစ်ကိုအကာထင်တယ်တကယ်သာသနာတော်ရဲ့အနှစ်သာရကဒီဓမ္မတွေနော်လောကမှာဘယ်လိုစိတ်နေစိတ်ထားရမလဲဘယ်လိုလုပ်ရမလဲဘယ်လိုတွေပြုရမလဲဟို ဘယ်လိုပြောမလဲဘာပဲလုံလုံရာခိုင်နှုန်းပြည့်အကျိုးရအောင်လို့ဖို့လုံနည်းတွေမဆိုဘုရားစနစ်တကျဒီတရားထဲမှာသင်ပေးထားတာဒီတရားဓမ္မတွေကိုမပြောက်ကွယ်အောင်ဆိုထိမ့်သိမ်းရမှာဒီတရားဓမ္မတွေရှိတဲ့ကြောင့်ဥစ္စာကကုသိုလ်တွေကိုအကျိုးချီအောင်လုပ်နိုင်တယ်အချိန်နဲ့တပြေးညီငွေကုန်ရင်ကုန်တဲ့လောက်ကိုတန်ဖိုးကြည့်တဲ့ကုသိုလ်မျိုးလုပ်ပေးနိုင်လုပ်နိုင်ကြရတယ်တခြားသာသနာမှာကြတော့ဒီလိုမျိုးဆုံးမထားတာမရှိတော့ငွေတွေအများကြီးကုန်ပေမဲ့ကုသိုလ်ရရှိမှလည်းရတာအကုသိုလ်ဖြစ်ဖြစ်နေတာနော်သာသနာတော်ရဲ့အဆုံးအမကိုကျွန်တော်ရလို့သိလို့ဒါစိတ်တွေအများကြီးထပ်တက်သွားတာ နော်အခုယနေ့ဦးဇနုတရားဓမ္မတွေစိတ်တွေထတတ်နေကြတယ်ဆိုတာဘုရားရဲ့တရားဓမ္မတွေကြီးစုကြောင်းဒါပေမဲ့အဲ့ဒါကိုမမြင်ဘူးဒီလိုကြီးစုပြုတာမမြင်မဲနဲ့လောကသဘာဝရစားစရာပေးတာနေစရာပေးတာအဝတ်စားပေးတာအလုတ်ကင်တွေပေးတာကိုမှကြီးစုတင်စရာကောင်းတယ်အကျိုးစုများတယ်အကျိုးများတယ်လို့ထင်နေကြတာတကယ်တော့စိတ်ပိုင်းဆိုင်ရာကိုမြတ်စွာဘုရားဓမ္မတွေအများကြီးပြုပြင်ပေးလိုက်တာစိတ်ကောင်းနေရှိအောင်ဘလို့စိတ်တွေထားမလဲလှူလို့ရှင်လဲဘလို့လှူရမလဲဘလို့ကိုးကွယ်ရမလဲဆိုတာဘုရားဓမ္မတွေသင်ပေးနေတယ်နောက်ဆုံး ဝိပဿနာတရားတွေเนาะမြတ်စွာဘုရားကသင်ပြပေးနောက်ဆုံးငင်းချမ်းတဲ့နိဗ္ဗာန်တရားအောင်ဒီတရားဓမ္မတွေသင်ပေးတယ်ဒါတကယ်ကိုလောကကိုကျေးဇူးပြုနေတဲ့တရားတွေဒါပေမဲ့အဲ့ဒါကြတော့ငင်းငွေးစရာကောင်းတယ်ဒါတွေကမမြင်ဘူးပေါ့နော်အကျိုးလို့မမြင်ဘူးခဏတကယ်လက်ပြအစာပေးနေတာတွေအိမ်ပြေးပေးနေတာမြေတွေပေးတာကမှသူကအကျိုးများတယ်သာသနာပြုတယ်လို့ထင်နေကြတာဒီသဘောအဲ့ဒါကမြတ်စွာဘုရားကလည်းဒီအမြင်ရှိတယ်ဒါခက်ဆက်ခက်ဆက်ဒီအမြင်ရှိနေမှာပဲ ။ဘာလူရဲ့ပုရုဇဉ်ရဲ့သဘောတရားကအနှစ်ကိုအကားထင်တဲ့အကားကိုနှစ်ထင်တဲ့သဘော။အဲ့တော့မြတ်စွာဘုရားတဲ့ကပုံနာရေးတရားရှိတယ်လေမြတ်စွာဘုရားကိုပြောတယ်။ဂေါတမတို့ကအတ္တိတသမားတဲ့ကိုတော့ပဲကိုအာထုံနေကြတာ။သူ့ပုံနာလူမျိုးတွေကပရိတသမားတဲ့။သူကရစ်တွေပူဇော်တဲ့အကောင်တွေတတ်တယ်ပြင်လူတွေကိုကျွေးတယ်။နွားတွေတတ်တယ်စိတ်တွေတတ်တယ်ပြင်အသားတွေကိုလူတွေကိုကျွေးမွေးတယ်။အရောပရိတဟန်ကျွေးမွေးအခန္ဓာပရိတခေါတမတို့ကဘာလို့မကျွေးဘူးကိုယ့်ဘာကိုတော်တယ်မှာတရားထိုင်နေကြတာအဲ့ဒါမြတ်စွာဘုရားအရှင်းပြရတယ် ဟုတ်ပြီတို့တွေကမကြွေးမွေးဘူးမှန်တယ်ဒါပေမဲ့တို့တွေကနော်တိညာရအောင်အထုတ်နေကြတယ်ကုသိုလ်အကုသိုလ်ကွဲအောင်ဘာကုသိုလ်ဘာကအကုသိုလ်တိအောင်ကြိုးစားအထုတ်နေကြတရားတွေအထုတ်နေကြတယ်သစ္စာလေးပါးတရားကိုသိသွားတယ်ဒုက္ခတွေကိုသိသွားတယ်သိသွားတဲ့အချိန်မှာကိုသိတယ်လို့သူများတွေကိုကိုကပြောပြတယ်ရှင်းပြတဲ့အခါမှာတို့တွေအများကြီးတိညာတွေပွင့်သွားတယ်ကဲမင်းစဉ်းစားတယ်အဲ့ဒါအတိုက်တလားပရိုက်တလားဘုရားပြောတာလေအဲ့တော့သဘောပေါက်သွားတယ်ဆိုတာကဟိုလိုမျိုးစားစရာတွေပြီးမှကြွေးမှပရိုက်တမဟုတ်ဘူးအတိညာမရှိသေးတဲ့ဘက်ကအတိညာရှိသွားအောင်လုပ်ပေးတာဒါပရိုက်တ အနှစ်ပါတဲ့ပရိဒါလို့ခေါ်တယ်တဘွားစာမဟုတ်တတန်တရာဇလုံးစာပေးလိုက်တာစားစရာပေးတာတဘွားစာပေးတာဒါပေမဲ့လူတွေကလည်းအဲ့ဒါကိုပဲမြင်တာလေလောလောဆယ်ရဘလိုမျိုးတတန်တတန်တရာလုံးစာပေးလိုက်တဲ့ပြညာတွေကုသိုလ်စိတ်တွေကိုကြတော့သူတို့မမြင်ဘူးပေါ့နော်ဘုရားရဲ့ဓမ္မတွေကတဘွားအတွက်မဟုတ်ပါဘူးတတန်တရာလုံးနဲ့ပေးနိုင်တဲ့ပရိဒါဖြစ်ပါတယ်ဒါပေမဲ့ဆရာပြားကအကာတွေကိုဥစားမပေးတော့ဘူးအကာတွေကိုဘက်ကိုဥစားပေးရင်ဒီဘက်ကအနှစ်ပိုင်းတွေမှာအချိန်တွေနေသွားမယ်နောက်ခုနကအစွမ်းအားတွေယုံကြည်မှုတွေအချော့သွားမယ် ကျွန်မဆိုပြရအောင်အဲ့ဒီပရိသတ်ဘက်ကိုအားမပေးဘဲနဲ့ဒီဘက်ကဗုဒ္ဓလိုတဲ့ပရိသတ်ဖြစ်တဲ့ဓမ္မဖြန့်ပွားရေးကိုပဲဦးစားပေးခဲ့တာဖြစ်ပါတယ်နော်ပရဟိတဆိုတာပါလဲပရသူတပါဟိတအကျူပရဟိတသူတပါအကျူပရဟိတဆိုတာသူတပါအကျူကိုဆောင်ရရင်ကို့အကျူလည်းပြီးတဲ့အမတန်မုံမြတ်သောအလုတ်တစ်ခုဖြစ်တယ်နုတတဘာဝဒုလဘော ဖျားဟောတရားတဘောနေအညီလူဘဝအဆိုရာရဖို့ရန်မလွယ်ကူပြီရငယ်လာစွာလူဘဝကြီးကိုရလာကြသည်အကောင်းအဆူအကြောင်းကျိုးလျက်ခွဲခြားသည်ယာမီဓမ္မလူပိတသည်တန်ဖိုးလေတိဖို့လိုပါသည်ပရာဟိတဆိုတာ တင်ပိုင်းနဲ့ငွေအနေငယ်ကိုအများအကျိုးအတွက်စွန့်ကြဲလိုက်တာပါပရဟိတာဆိုတာတင်ပိုင်းတဲ့အဝတ်ထည်တစ်ခုကိုဝတ်เสียမရှိတဲ့သူတွေအတွက်ပေးကမ်းလိုက်တာပါပရဟိတာဆိုတာတင်ပိုင်းနဲ့လက်တဆုံကိုနာကျင်နေသူအတွက်ခဏပေးသုံးလိုက်တာပါပရဟိတာဆိုတာတင်ပိုင်းတဲ့အချိန်လေးကို အများတူငါအတွက်အနှဲငယ်ဖြစ်ပေးလိုက်တာပါပရဟိတာဆိုတာတင်ပိုင်တဲ့အိမ်ယာဘေးမှာခဏခူနာခိုင်းလိုက်တာပါပရဟိတာဆိုတာတင်ပိုင်တဲ့နှလုံးသားတစ်စုံကိုငိုကြွေးနေသူအတွက်ခဏခံစားပေးလိုက်တာပါနံပါတ်2ပရဟိတာလို့ ပလဟိတစိတ်ရှိဖို့ဆိုဒီမှာ မလဲဘူးပါဘူးကိုကျိုးထက်အများအကျိုးကို ဆောင်ရွက်ပေးနိုင်ဖို့ဆိုတာတော်ယုံစိတ်နဲ့မဖြစ်နိုင်ကြည့်အတွက်ဖြစ်ပါတယ်ပရဟိတစိတ်နဲ့ပရဟိတလုပ်ငန်းတွေမှာကိုယ်တိုင်ကိုကြဘာဝင်နိုင်ဖို့ဆိုဒီမှာလဲတော်ယုံတန်ယုံစိတ်ခွန်အားနဲ့မရနိုင်ပါဘူးကိုယ့်ရဲ့ကိုယ်ပိုင်ချင်း ကိုပိုင်ပစ္စည်းတွေကိုခွဲဝေပေးနိုင်မှသာဒီလုပ်ငန်းကို အကောင့်ထေပေါ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ကမ္ဘာမှာချက်ချင်းဒီလာချမ်းဒီစတဲ့လူမှုရေးအဖွဲ့အစည်းတွေဟာသူ့အတွက်ကိုကအနစ်နာခံပေးရတဲ့အဖွဲ့တွေပါပဲ။ကိုကြီးခံရတဲ့လူတွေထံကတုတ်ပြန်ကြီးစုဆတ်မှုကိုဘာတစ်ခုမှမမျော်လင့်မတောင်းတကြပါဘူး။ နာဟိတအလုတ်ကင်ကြီးသူများတည်သူတစ်ပါးအကျိုးပြုလုပ်ငန်းများကို လုတ်ကင်ပေးနေသူများဖြစ်ကြသည်မိမိကိုယ်မှတစ်ပါးမိသားစုအတွင်းမှပင်စိတ်ရင်းစေတနာအစစ်တရားတရားတတ်တနဲ့ကုညီပန့်ဖို့ဆောင်ရွက်ပါကအိမ်တွင်ပနာဟိတဒါအပြင်ရဲ့ရွာနိုင်ငံလူမျိုး လောကအတွက်ဆောင်ရွက်ပြီးနေခြင်းလုတ်ရက်ကို ပရာဟိတာဟု လုပ်ငန်းဟု ကောဆိုသည်ပရာဟိတလှုပ်တော်သူသည်မိမိစိတ်ကိုအဆင့်ဆော့ချမီခြေထုတ်ပစိုးမွေစဲကျိုးတို့မထားရှိနိုင်ပါကဖယားရှင်တို့ချီးမွမ်းအပ်သောပရာဟိတအလုပ်ကို ဆောင်ရွက်နိုင်မှာမဟုတ်တော့ပေအတ္တနိုင်ဆုံးမိမိရဲ့အတ္တမာနကိုရိုက်ချိုးဖြစ်စီပြီး မွန်မြတ်သော စိတ်ထားကိုမွေးမြူနိုင်မှသာ ပြုလုပ်နိုင်သော အလုံမျိုးဖြစ်လေသည်ယခုလောကမှာဖြစ်စီဘဝတန်တရာအဆက်မှာဖြစ်စီအထက်တန်းကြမြေနှပန်းလာပြီးဒူတော်ကောင်းတည်များကို ရရှိနိုင်ပြီသည်စာပေကျမ်းဂန်များတွင်မူပရိတန်ဟိတံပရဟံဟု ပြောဆိုတတ်မှတ်ကြသည်သူတို့ဘာအကျိုးကိုဆောင်ရည်ပေးခြင်းဟုသော အတိတ်ပဲရသည်မြတ်စွာဘုရားသည် ပါရမီဖြည့်စင်ဘဝများတွင်လည်းပရဟိတလုံငန်းများစွာ လုပ်ကင်ခဲ့သည်ဘုရားဖြစ်တော်မူပြီးနောက်တွင်လည်းတရားဝါများအကျိုးအတွက်ပရဟိတလုံငန်းများကို ဆောင်ရွက်ပြီးခဲ့သည်တရားဝါများစွာကို နိဗ္ဗာန်အထိပင်ပို့ဆောင်ပေးခဲ့ပြီသည်နံပါတ်၄ပရဟိတ တာဓမ္မတိုင်းလိုက်နိုင်ရမည်အချက်များတပရဟိတတိသာသနာတော်ကိုယုံကြည်သောတရားအားထက်တန်ရမည်နှင့်ပရဟိတတိအများကျိုးကိုစေတနာဖြင့်တကယ်တည်ဖို့လိုစိတ်ရှိရပါမည်၃ပရဟိတတိအတတ်နိုင်ဆုံးဒေါရအမာနအတ္တများကင်းစင်နိုင်ရမည် လေပရဟိတတိစိတ်ရှိပြီးတိခဏနိုင်တဲ့ခန္ဒီသာရဏသရှိနိုင်ရမည်ငါပရဟိတတိလူလောကကိုမေတ္တာတပ်ဖြင့်အကောင်းမြင်နိုင်စွာရှိအောင်ကြိုးစားနိုင်ရပေမည်6ပရဟိတတိမတူညီသောအမြင်ယူဆများကိုလက်ခံနိုင်စွာရှိရမည်ခொနှင့်ပရဟိတလောက်တူသည် မိမိအဖွဲ့သားများနှင့်မျှတတော်စိတ်ကိုထားရှိကအယံယံတိုင်ပင်ဆွေးနွေးနိုင်ရမည်။နံပါတ်၈ပရဟိတအဖွဲ့ဝင်များကြားတွင် အချင်းချင်းရိုးသားစွာပွင့်လင်းမှုရှိစေရမည်။ကိုပရဟိတသည်အများအတွက်စုပေါင်းအပင်မှခံလှုပ်ဆောင်ကြတာအတူတူ ဖြစ်ပါလေ။မိမိကသာဆရာကြီးတဆူဖြစ်လို့သော ထောက်လွားမှု မာနထားရှိမှုကိုရှောင်ရှားရမည်တစေပရဟိတဒီပရဟိတအဖွဲ့ဝင်များအချင်းချင်းအပြန်အလှန်ယုတိလေးစားယုံကြည်မှုဃာရဝနိဝါဒထားရှိနိုင်ရမည်စတေပရဟိတဒီပရဟိတအဖွဲ့အစည်းအတွင် သူ့လူငါလူဟူသောတေးတိမ်ယုံညံ့သည့်ပက်ခွဲပက်လိုက်မှုများအားရှောင်ရှားနိုင်ရမည် စနစ်အဖွဲ့အစည်းတွင်ကြာရောက်လာသောတာဝန်များကိုမိမိကဆောင်ရွက်နိုင်သလိုလက်အောက်ငယ်သားများကိုလည်းနေရာပေးဆောင်ရွက်နိုင်စေရမည်ဆက်သုံးအဖွဲ့အစည်းအောင်မြင်မှုသည်မိမိတိုင်းပြည်နှင့်မိမိလူမျိုးများအားလုံးရှင်သန်လှပရေးဂုဏ်သိက္ခာအတွက်သာဖြစ်စေရမည်ဟုခံယူရမည်ဖြစ်ပြီးမိမိနာမည်ရကျော်ကြားရေးကိုလုံးဝ မထားရှိရပါဘူးနံပါတ်5ပရဟိတလုပ်သူတို့ရဲ့အကျိုးကျေးဇူးများနံပါတ်1ပေါင်းတင်ဆက်ဆံရေးကိုကောင်းစေတယ်နံပါတ်2မိတ်ဆွေတိုးစေတယ်နံပါတ်3စိတ်ဖိစီးမှုကိုလျှော့ချစေတယ်နံပါတ်4အတွေ့အကြုံတည်တည်ရတယ်နံပါတ်3ပျော်ရွှင်စေတယ် ဲ့ဒီ၅ချက်ကိုပရဟိတလုပ်တည်တို့ဒီမလွဲမသွေခံစားကြရမှာအမှန်ဖြစ်ပါလေကျွန်တော်ရဲ့ပရဟိတဗီဒီယိုလေးကိုကြည့်ပြီးကမ္ဘာလောကကြီးကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးတည်ဆောက်နိုင်ကြပါစေနောက်ပြီးကျွန်တော်ရဲ့ဗီဒီယိုလေးကိုနှစ်သက်ရင်ဖြစ် like share subscribe လေးနှိပ်ထားပေးပါဦးနော်ကျေးဇူးပါ